အဖွဲ့ကရွေးကောက်ပွဲမဲဆွယ်ကြတဲ့ကာလမှာသူတို့တွေ့ရှိချက် တွေကိုထုတ်ပြန်ကြေညာတာဖြစ်ပါတယ်။မဲဆွယ်စည်းရုံးတဲ့အချိန်မှာဘာသာရေး၊လူမျိုးရေးနဲ့ကျမခွဲခြားဆက်ဆံပြီးမဲဆွယ်စည်းရုံးတာဟာနှစ်ရာခိုင်နှုန်းလောက်သာတွေ့ရတဲ့အတွက်အနည်းချင်းသာရှိတယ်လို့ပြောပါတယ်။ဘာသာရေးလူမျိုးရေးနောက်ပြီးတော့ကျွန်တော်တို့ကျမလင်ကိစ္စနဲ့ပတ်သက်ပြီးတော့မှလုံးစော်တော်မျိုးတွေရှိသလားဆိုတော့လေအများသောအပြင်မရှိဘူးဒါပေမဲ့ရှိတာမျိုးတွေကျွန်တော်တို့ရှိပါတယ်ဆိုတော့အများသောအပြင်ကတော့ပါတီဒီဒီကျွန်တော်တို့စောင့်ကြည့်တဲ့ပါတီ၄မျိုးပေါ့လေအမျိုးအစား NLD USCB နောက်ပြီးတော့မှကျွန်တော်တို့ဒီပါတီကြီးရောဒေသခံပါတီကြီးနောက်ပြီးတော့မှပါတီငယ်ဒါမှမဟုတ်လည်းကျွန်တော် independent candidate ဆိုတာကျွန်တော်လေးမျိုးစလုံးမှာကျွန်တော်တို့အနည်းနဲ့အများဆိုသလိုတော့အဲ့လိုဟာမျိုးမှတ်ချက်မျိုးတွေပုံကိုရင်းနဲ့ပတ်သက်တဲ့မှတ်ချက်မျိုးတွေပေးတာမျိုးတော့ကျွန်တော်တွေ့ရတယ်ဒါတော့ရေပုံရတွေ့ရှိချက်ပေါ့စက်တင်ဘာ10ရက်ကနေအောက်တိုဘာ16ရက်နေ့အထိမြို့နယ်129မြို့နယ်မှာပြုလုပ်ခဲ့တဲ့ဟော်ပြောပွဲပေါင်းထောင်ချဝါကျော်ကိုလေ့လာပြီးထုတ်ပြန်ထားတာဖြစ်တယ်လို့ဦးဆောင်ရဲကျော်စွာမြင့်ကပြောပါတယ် ပေးစ်အဖွဲ့ကသူတို့အနေနဲ့လက်နက်ကင်ပရိပခတွေရှိတဲ့နေရာတွေအစိုးရထိပ်ပန်းရာရှိကြီးတွေဝင်ရောက်ရှင်ပြိုင်တဲ့နေရာတွေကိုအဓိကထားပြီးလေ့လာစောင့်ကြည့်ခဲ့တာလို့ပြောပါတယ်။ကျွန်တော်တို့109မြို့နယ်ကကျတော့ကျွန်တော်တို့တနိုင်ငံလုံးရဲ့အနေထားကိုကျွန်တော်တို့ဟိုသိကျင်တော့တနိုင်ငံလုံးအနေထားကိုသိနိုင်တဲ့ ကျွန်တော်တို့မြို့နယ်တွေအချိုးကြပါလေမဲဆန္ဒရှင်အရေးအတွက်မဲယုံအရေးအတွက်နဲ့အချိုးကြကျွန်တော်တို့ရွေးထုတ်ပြီးတော့မှကျွန်တော်မြို့တိုင်းနဲ့ပြည်နယ်တွေမှာကျွန်တော်နေရာချတာဒါပြရဲဆိုတပြိုင်တည်းမှာပဲကျွန်တော်တို့ကဘယ်လိုလဲဆိုတော့အရေးကြီးတဲ့နေရာတွေရှိတယ်လို့ကျွန်တော်ယူဆတယ်ဥပမာဖြင့်ကျွန်တော်တို့ဒီလက်နက်ကန်ပလိပခါရှိတဲ့နေရာနောက်ပြီးတော့မှအရေးကြီးတဲ့ထိပ်သီးနိုင်ငံရေးခေါင်းဆောင်ပိုင်းတွေဝင်ရောက်ရှင်ပြိုင်တဲ့နေရာတွေ နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီရွှေ့ပြောင်းသွားလာတဲ့ဝင်လောက်တာအမေများတဲ့နေရာတွေနောက်တစ်ခုကကျတော့ကျွန်တော်တို့ဘာသာရေးလူမျိုးရေးပြိပခရှိတဲ့နေရာမျိုးအဲ့ဒါမျိုးတွေလည်းကြည့်တင်နေဆိုတော့နိုင်နေအဲ့ဒါနဲ့ပတ်သက်တဲ့နေရာအချို့ကိုကျွန်တော်တို့ရွေးပြီးတော့ကျွန်တော်တို့ဟိုကြည့်ပါတယ်ရွေးကောက်ပွဲမက်ဆေ့စီယုံရေးကိုစောင့်ကြည့်တဲ့အခါမှာမက်ဆေ့စီယုံနေတော့ဝင်ရောက်နှောက်ယှက်မှုတွေမရှိသလောက်ဖြစ်တယ်လို့လည်းပြောပါတယ်ကျွန်တော်တို့ရဲ့ဟိုမှာမက်ဆေ့စီယုံနဲ့ဟောပြောမှုတွေမှာ change ချောက်တာတွေနောက်ပြီးတော့မှ ဟိုဟာလေးဟိုဟာပေါ့ဝင်းရောက်နောက်ရှက်တာမျိုးလေးတွေတော့ကျွန်တော်တို့ဟိုအ ਨੇ ပါကျွန်တော်တွေ့အများကြီးတော့မတွေ့ရပါဘူးမက်ဆေ့စီယုံတဲ့ပါတီတွေဟာပိုစတာကတ်တာဟောပြောပွဲတွေပြုလုပ်တာစာရွက်စာတမ်းဖြန့်ဝေတာစတဲ့တမယိုးကြနီးတွေကိုသာအများအပြင်အသုံးပြုကြပြီး IT နီးပညာတွေကိုအသုံးပြုပြီးမဲဆွဲတာတရားဂိုင်နှုံးနဲ့အခကျင်းွေပေးပြီးကြေညာတာကတရားဂိုင်နှုံးအောက်မှာရှိတယ်လို့လဲဦးဆိုင်ရဲကြော်ကြောင်မြင့်ကပြောပါတယ် နောက်ထပ်လေ့လာတွေ့ရှိချက်တွေကိုရွေးကောက်ပွဲမတိုင်ခင်မှာထပ်မံထုတ်ပြန်သွားမယ်လို့လည်းပြောပါရရှင်